အသက်30မပြည့်ခင်ကတွင်ကိုအရေးအတွက်နဲ့30ပြည့်ပြီးနောက်ပိုင်းတွင်ကိုတူညီသွားခဲ့တဲ့စီရွန်နာဒိုစစ်တမ်းတချို့ရဲ့အဆိုအရဘလုံးကသားသမားတဦးရဲ့အကောင်းဆုံးအသက်ရွယ်အပိုင်းခြားကအသက်25နှစ်နဲ့30နှစ်ကြာလို့ဆိုပါတယ်အသက်30ကျော်အရွယ်ရောက်လာရင်ဘလုံးသမားတွေအနေနဲ့ကြာပိုင်းရောက်လာပြီးကသားသမားဘဝနေဝင်ချိန်နဲ့နှီးကပ်လာပြီလို့သတ်မှတ်ကြပါတယ်ဒါကအခြားကသားသမားအများစုအတွက်မှန်ကောင်းမှန်နိုင်ပေမဲ့ရော်နယ်ဒိုလိုကသားသမားတဦးအတွက်တော့လွဲမနေလိမ့်မယ်လို့ဆိုရမှာပါရော်နယ်ဒိုဟာသူကသားသမားဘဝမှာအသက်30မပြည့်မီနှစ်ပေါင်း73နှစ်အတွင်းတွင်းယူခဲ့တဲ့တွင်းကိုအရေးအတွက်463ဂိုးကို အသက်30ပြည့်ပြီ10နှစ်ကျော်ကြာမှသွင်းယူခဲ့တဲ့တွင်းကိုရီတော့ကလိုက်မိခဲ့ပါတယ်။ဘလာရှိရနေကကစားခဲ့တဲ့ Sorry Pro League ပွဲစဉ်အေဆာဘန်နဲ့နှကိုနှကိုစီတည်ကြီးကြခဲ့တဲ့ပွဲမှာတကိုးသွင်းယူပြီးနောက်ရော်နယ်ဒိုရဲ့ကစားသမားဘဝစုစုပေါင်းသွင်းကို926ဂိုးထိရှိလာပါတယ်။တိုက်ဆိုင်သွားပဲဒီထက်ကတဝက်ကအသက်30မပြည့်မီသွင်းခဲ့တာဖြစ်ပြီးကျန်တဝက်ကအသက်30ပြည့်ပြီးချိန်သွင်းခဲ့တာဖြစ်ပါတယ်။ဒီအသက်ပိုင်းခြားနှစ်ခုကိုနိုင်ရှင်မယ်ဆိုရင် အသက်30နှစ်ပြည့်ပြီးသွင်းကိုနှုံးကတောင်ပုံများနေတာကိုတွေ့ရမှာပါ။ရှိလာမဲ့ပွဲတွေမှာဂိုးတွေဆက်သွင်းယူပြီး အသက်30နှစ်မပြည့်မီတွင်းကိုရေအတွက်463ခုကိုကြော်ဖြတ်မဲ့စီရိုနယ်ဒိုကိုနုပြိုစဉ်အချိန်ကားထက်အသက်ရရလာချိန်မှာပိုကောင်းတဲ့ကစားသမားဘဝကိုပိုင်ဆိုင်ထားသူလို့ဆိုရမှာပါ Professional ကစားသမားဘဝကိုအရေအတွက်တထောင်ပြည့်တဲ့မှတ်တမ်းကိုဘရွန်သမားဘဝကနားမယူခင်အထိစီရိုနယ်ဒိုပိုင်ဆိုင်မလားဆိုတာကတော့စက်ကြည့်ရမှာပါဒီမှာကျွန်တော်တို့ကတည်းကအမှားကိုချက်ပြတ်တယ်